ဗီဒီယိုပရိသတ်များအလုံးမမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်ပွဲလေးကတော့စာအုပ်ဇီယောင်ပွဲတစ်ခုဖြစ်ပါတယ်ဒီစာအုပ်ဇီယောင်ပွဲလေးကိုတော့မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်းကကြီးမှုပြီးတော့ကျင်းပတာဖြစ်ပြီးတော့ဒီစာအုပ်ဇီယောင်ပွဲကနေပြီးတော့ရောင်းချရသည်များစာအုပ်ကိုအလုံးကိုငလျင်တန်ခန်းစားရသူတွေကိုလှူဒန်းမှာဖြစ်ပြီးတော့စာအုပ်တိုက်တွေအကုန်လုံးပါဝင်ဆောင်ရွက်ကြတာဖြစ်ပါတယ်ပွဲလုပ်နေတာကတော့မြန်မာနိုင်ငံထုတ်ဝေသူနဲ့ ခန့်ချင်များအတင်းရနေပြီးတော့မှဒီဒီစာအုပ်ဆိုင်တွေပေါ့နော်စာအုပ်ဆိုင်တွေနောက်ပြီးတော့စာအုပ်ထုတ်ဝေသူတွေပါဝင်တဲ့စာအုပ်ရောင်းပွဲတွေပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဟိုအသွေးရင်းမှုတာဝန်ယူထားပါတယ်ကျွန်တော်နာမည်မောင်မောင်ဆိုးပါဟိုဦးမောင်မောင်ဆိုးပါရေမေးတို့ဘာလို့မှလည်းအဲ့လိုသူရာကြီးရှိပါတယ်အဲ့တော့တိကျအားဖြင့်တော့ထုတ်ဝေသူတွေဒီစာရေးဆရာတွေနောက်ဟိုအမှုပညာရှင်တွေရနေပြီးတော့ပူပေါင်းပြီးလှူဒန်းဝဲတာတွေရှိပါတယ်အခုဆိုရင်ဒီတိန်း300ကျော်ဘူးပေါ့နော်လှူဒန်းပြီးွားပါပြီအဲဒါပေမဲ့ကျွန်တော်တို့ကတော့ဒီကတော့တိတက်ပေါ့ဒီစာအုပ်သမားတွေ ဒီစားအုပ်ထုတ်ဝေသူတွေပေါင်းပြီးတော့မှစားအုပ်ရောင်းဝယ်လေးလုပ်ပြီးတော့မှရတဲ့ပတ်စံကို100%ပြန်တိုးမဲ့အစီအစဉ်လေးဖြစ်ပါတယ်နောက်9000လို့3000လို့နောက်ပြီးတော့မှဈေးနှုန်းအမျိုးမျိုးပဲပါလေစာအုပ်လေးရောင်းပေးတဲ့အတွက်ကျွန်တော်တို့ဒီစာအုပ်ဝယ်သူတွေအနေနဲ့လည်းစာအုပ်စီတက်တာပြီးတော့မှဒီရတဲ့ဟာကိုလည်းတို့အလူဖြစ်တဲ့သဘောဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာလေးကိုစောင့်ရခြင်းဖြစ်ပါတယ်ဗျာ ေးချင်းများအတွက်စာအုပ်ဝယ်ယူခြင်းဖြင့်ပေါင်းဝယ်လူသားလို့ရပါတယ်တဘောဘေးဆိုတာကတော့ဘယ်သူမှကြိုတင်မသိနိုင်ဘူးဖြစ်လာရင်တော့ကျွန်တော်တို့လုပ်လို့ရတာကအဲ့ဖြစ်တဲ့နေရာကိုကျွန်တော်တို့ကူညီပြီးတော့မှဝိုင်းဝန်းလှုပ်ဆောင်တော်လိုပဲလုပ်လို့ရတာပေါ့နော်အဲ့ဒီတွေ့ကျွန်တော်တို့ကပြည်သူတွေနဲ့အတူကျွန်တော်တို့အားလုံးအတူတူတကွရှိပါတယ်ဆိုတော့ message လေးတွေပေးချင်တာဖြစ်တယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီကရတဲ့ဟာကိုလည်းအကုန်လုံးကြမှာဖြစ်တဲ့အတွက်ဒီမှာလာပြီးတော့မှစာအုပ်ဝယ်ခြင်းအဖြစ်ဒီစာအုပ်လေးရမယ်ပြီးတော့မှအလူတွေဖြစ်တယ်ဆိုတော့အကြောင်းလေးကျွန်တော်ကဟိုအတိပေးချင်ပါတယ်ခင်ဗျာ ကျင်းပတဲ့နေရာလေးကတော့မြင်းနီကုန်းတကုံစင်နာတက်မှာဖြစ်ပြီးတော့9ရက်နေ့လီလာ2025ကနေပြီးတော့17ရက်နေ့လီလာပိုင်း2025အထိကျင်းပသွားမှာဖြစ်ပါတယ်။